morning မှာကျွန်တော် Facebook အကြောင်းလေးတွေပြောကြတော့ TikTok မှာလာပြောတာเนาะအဲ့တော့ဟိုအခုဒီရက်ပိုင်းမှာဗောနော် Facebook ကသူက monetization ပေးတယ်အဟိုဟာတွေရတယ်ဒီဟာတွေရတယ်ဆိုပြီးတော့အာပြောတယ်ဗောနော်သူများတွေလည်းမျိုးမျိုးဟိုပျော်နေကြတာဗောအဲ့မဲ့ Facebook ရဲ့ပြဿနာကအာ room ငြိမ်သူကခဏနေရင် အာ community standard နဲ့ညီတယ်လို့ပြောလိုက်အာ violation ဖြစ်တယ်လို့ပြောလိုက်အခဏခဏဖြစ်ပြီးတော့အပိတ်ခံရတယ်အဲ့တော့လွန်ခဲ့တဲ့15နှစ်လောက်ကတုံးလာတဲ့အကောင့်တွေလည်းအကြောင်းမျိုးမျိုးနဲ့အာဟိုပါဘောအဖြတ်ခံရတယ်နော်နောက်ပြီးတော့အခုဆိုလို့ရှိရင်အာဟိုဘာမှမဟုတ်ဘဲနဲ့ဟိုပါဘောနော်သူတို့ပြောင်းလိုက်တဲ့ rule ကိုသူတို့ကိုယ်တိုင်မထိန်းနိုင်ဘူးပေါ့လေနော်အဲ့ဒါလေးနည်းနည်းရှင်းပြကြတော့ဟောကျွန်တော်ဆိုလို့ရှိရင် page တစ်ခု ကျွန်တော်နာမည်နဲ့ပေါ့နော်ရန်တိုင်းဝန်ဆွဲနာမည်နဲ့အမေရောရင်သွားရှာခြင်းလို့ရတယ်ပေးတစ်ခုကျွန်တော်လောက်ထားတယ်ကြာပြီကြာပြီပဲတော့ဟိုအိုးလွန်ခဲ့တဲ့ဟိုဟာပေါ့2014လောက်ကတင်ထားတဲ့ဟာတွေလည်းအခုချိန်မှာထပြီးတော့အဲသူတို့ရဲ့ community standard နဲ့ညှိနေပါတယ်ဆိုတာမျိုးတွေလုပ်တယ်ပေါ့နော်တကယ်တော့အဲဟိုဒီလိုမျိုးကြတော့ YouTube ကပိုကောင်းတယ်ဥပမာဆိုပါတော့နော် အဲကျွန်တော်ကတခြင်းကပုတ်နဲ့တွဲပြီးတော့ကျွန်တော်ရဲ့ content တစ်ခုတင်လိုက်တယ်ဆိုလို့ရှင်အဲတင်လိုက်တဲ့ content မှာတခြင်းကသူတို့ရဲ့အာထားပါတော့ဟိုဟိုဘယ်လိုပြောမလဲ register လုပ်ထားတဲ့ဥစ္စာနဲ့ပေါ့နော်ဟို ownership ပေါ့ ownership ညိနေတယ်ဆိုလို့ရှင်ဆိုတော့ဒီ post နဲ့ပတ်သက်ပြီးတော့ ကိုတင်လိုက်တဲ့ content နဲ့ပတ်သက်ပြီးတော့ music ကို monetization မရပါဘူး music နဲ့ monetization ကို share ရပါမယ်ဆိုတာမျိုးပြောတာပေါ့နော်ထားပါ monetization ရဲ့ခဏထားပါသိရင်ကြည့်တော့ပတ်စံလည်းအများကြီးရတယ်မဟုတ်သေးမယ်လေအကြီးကပါလဲဆိုတော့ဟိုသူတို့အခုမှထားလုပ်လိုက်တဲ့ rule ကိုနော် AI တွေပါလေတုံးရင်တုံးပါပေါ့နော်အဲ့ဘာမှမဟုတ်ပဲနဲ့တခြားလွန်ခဲ့တဲ့ဗနက်ခုနှစ်လောက်ကတင်ထားတဲ့ post တွေမှလည်းမတည်တဲ့ဟာတွေကိုလိုက်ဖြတ်နေ တော့သတိထားရမှာကဟိုကဘာတွေဘာတွေကိုဖြတ်လဲဆိုတော့ဥမာထားပါတော့ကျွန်တော်ကကျွန်တော်ကကြတော့စာလဲတင်တယ်ဗျာနော်ဟိုစာလဲတင်တယ်တော့ကိုယ့်ရဲ့ဒီစင်ကူမှာလုံနေတဲ့အစင်ကူမှာလုံလုံချင်နေတဲ့လူတွေအတွက်လဲ information တွေပြည့်ဆိုကျွန်တော်ဆိုတအားညိတာအာဟိုတခါလိုက်ညီွားပြန်ရင်တခါကိုကဟိုအစင်လဲနေနေလေးဟိုဟာဖြစ်သွားပြန်ရင်တခါပြန်ပေါ်လာပြန်ပြီအဲ့တော့အခုဆိုရင်ကျွန်တော် page တစ်ခုကထပ်ပေါ်လာပြန်ပြီထပ်ပေါ်လာပြန်ပြီဆိုတာဟိုပါတော့ ဘနကူးနှစ်ကမင်းတင်ထားတဲ့ပုံ post ကဟိုအလုံချောင်းတင်ထားတယ်ပေါ့ကျွန်တော်ကကြတော့ဗျာမြန်မာပြည်ကနေကလေးတွေအလုံလာလုံးချင်တယ်ဆိုရင်ကျွန်တော်က post လေးတင်ပေးနေတာပေါ့တင်ပေးနေတယ်ဆိုလို့ရှိရင်အာဟိုဘောနောဟိုဒါပါတော့ဒီ construction company တခုက bar position နဲ့အလုံခေါ်နေတယ်အဲစိတ်ဝင်စားရဲဆိုရင် ပြောပါအဲ့လိုမျိုးလေးတွေပေါ့နော် ကိုကတင်းလျော်ရလေးကိုလည်းပြန်ပြန်မှရတာမဟုတ်ဘူးတကယ်တော့နော်ဟိုဒီဘက်က ကုမ္ပဏီကခေါ်တယ်ဒီဘက်ကလုံးချင်တဲ့သူနဲ့အဆင်ပြေကိုဂျာရဲကကွာပတ်စံပတ်စံတောင်ပတ်စံဆိုတဲ့အချိန်တောင်ကုန်သေးတယ်နော်ကလေးတွေပေးတဲ့ CB တွေကိုကိုကိုနိုင်တဲ့လောက်စစ်စစ်ပြီးတော့တင်းညော်တာရှင်ဟိုဘက်ကုမ္ပဏီပို့ပေးပေါ့နော်အကိုလည်းဘသူစီရမှာဘာမှမယူထားဘူးအဲ့တော့အဲ့လိုမျိုးတွေရောက်တာတောင်မှဟိုဒီဟာပေါ့နော် human trafficking ခေါ်တာပေါ့နော်ဟိုဟိုလူကုန်ကူးတာ ပုံစံမျိုးဖြစ်နေလဲဆိုပြီးတော့ကျွန်တော်ရဲ့ post ကိုပိတ်တယ် post ကိုပိတ်တာရိုးရိုးမပိတ်ဘူးအဲ post ကိုလည်းဖြတ်သေးတယ်အမှန်တော့ရှင်းရှင်းလေးပဲသူတို့စိတ်ထဲမှာဒီဒီဟာကြီးကအဟိုညိနေတယ်ဆိုရင်လည်းဖြတ်လိုက်ပေါ့ဘာဖြစ်လဲเนาะဖြတ်ပြီးပြီးပြီပေါ့မဟုတ်ဘူးသူကအဲ့လိုမျိုးဖြတ်လိုက်တဲ့အပြင်ကျွန်တော်ရဲ့ဥစ္စာကို reach မရအောင်လုပ်တယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဖြစ်လာအောင်ဆိုတော့ဟိုကိုကအခုနောက်ပိုင်းမှာအဲ့လို rule တွေကိုတည်လို့ เนาะအလုံးနဲ့ပတ်သက်တာဆိုကျွန်တော် TikTok တို့ YouTube တို့မှာပဲပြောတယ်เนาะဘယ်အလုပ်ကတော့ခေါ်နေတယ်ပါညာအဲ့လိုမျိုးအဲစူးစမ်းပန်းစားနေမတင်တာတော့မှအခုနောက်ပိုင်းမှာအဲ့ဒါကိုညှိရဲဆိုပြီးပြောတယ်ဒါစဉ်းစားလာကြည့်တော့เนาะအဲ့ဒါမိတ်ဆွေတို့လာပြောတာနောက်တစ်ခုကအဲဘာလဲဆိုတော့ဒီဟိုးလုံရဲ့အမ်တနည်းနည်းလောက်ရှိပြီထင်တယ်เนาะမြန်မာနိုင်ငံမှာအဲ မိုးတွေရွာပြီးတော့မိုးတွေအရင်ရွာတဲ့ချိန်မှာကျွန်တော်တို့ကဒီကျူးရက်ကွက်ကနော်ညီကောင်မတို့တွေအာဒီမိုးမိုးမလုံးမှာဆိုးလို့ဘာညာနဲ့ကျွန်တော်ဟောပါဘောနော်ဆရာကြီးကျွန်တော်လေးစားတယ်ဆရာကြီးဥအောင်တင်ရဲ့တမီဆံမတော်မတော်တင်တဲ့နော်ဟောဟောပါဘောနော်ဟိုဆံမဆံမကြတော့ဟို သူသူလည်းအများကြီးလုတ်ပေးနေတာဆိုတော့ကုညီပေးနေတာဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်ဒီဘက်ကအလှငွေကောက်ပြီးတော့ဆရာမဟောမှလှူပေးတာပေါ့ဆိုတော့အဲလှူတဲ့မှတ်တမ်းလေးဘာမှမဟုတ်ဘူးဗက်ဆန်ကိုဗက်ဆန်လေးကင်ထားပြီးတော့အဲကိုလှူအလှခံတဲ့လှူတဲ့လူနဲ့ပုံတက်ပုံလေးကိုကျွန်တော်တင်လိုက်တာအဲပုံကိုဒရိုစတန်ဒတ်နဲ့ညှိပါတယ်ဆိုပြီးဖြတ်ခဲ့ရတယ်တချို့ဆိုရင်ဗက်ဆန်ဗက်ဆန်အမောင်းနဲ့ပါတဲ့ဟာတွေကိုစင်ရင်တင်တယ် ဒီဥစ္စာတို့ညိရဲဆိုပြီးပြန်ဖြတ်ဆိုတော့ဟိုတို့ကိုယ်တိုင်လည်းလူနဲ့စစ်တာလည်းဟုတ်ပုံမပေါ်ဘူးเนาะ information တွေချရေးပြီးတော့ဖြတ်ရှင်တာပြောတော့ကျွန်တော်လည်း Facebook ခုနောက်ပိုင်းအသိတောင်မသုံးကြတော့အသိလည်းမသုံးပြတော့အော်ဒါချို့လည်းဟို monetization ရပြီးတို့ပွင့်သွားပြီးတို့စိတ်ပျော်မနေနဲ့เนาะခင်ဗျားတို့ဟိုဟိုဒေါ်လာ340လောက်ရလာလို့ရှင်ဖြတ်ချမှာเนาะအဲ့တော့အဲ့ဒါကိုစိတ် ထဲမှာဟိုဟာဖြစ်နေမှာဆိုလို့ပြောပြတာနော်တချို့ကလည်းအဲ့လိုအာကျွန်တော်တို့ဟိုဟာဘောတော့အဲ့လိုဟိုတခါကြတော့ဗျာကျွန်တော်တို့ဒါဒါလိုက်ကြားပြန်အလိမ့်လေလိမ့်ပြီးခြာတာလေနော်အဲအဲ့တော့ဟိုကိုရီဟိုဟို post တွေမတင်တင်အောင် YouTube ကို YouTube ကိုလည်းမြင်အောင်လိုက်နိုင်တာလည်းမဟုတ်ဘူးဟာ post တွေမတင်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 အောင်လုပ်ပြီးတော့ပြီးလဲပြီးတော့အဲ့လိုမျိုးတွေကြီးခြာတာပေါ့လေနော်အဲ့တော့အဲ့ဒါလေးကနည်းနည်း တိတ်ဆင်ပြေဘူးပေါ့အဆင်မပြေဘူးဆိုတာအဲ့ဒါလေးလမ်းပြောလာပြောတာပါဆိုတော့ဒီကြားထဲမှာတော့ကျွန်တော်ဟိုခီးသွားနေရတဲ့အလုပ်ကိစ္စနဲ့ပေါ့နော်အော်ခီးသွားနေရဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးတော့ post လေးတိတ်မတင်ဖြစ်ဘူးအမ်ကျွန်တော်ပြောချင်တာလည်းအများကြီးပါပဲအလုပ်ကဟိုယုံလုပ်နဲ့လာတာဆိုတော့နည်းနည်းလေးလှုပ်ရတာလည်းများတယ်ပြီးရင်အမ်အဲ့လိုရောင်းရလူတွေလည်းပါတော့လို့ပေါ့တချို့ကိစ္စတွေဆိုလို့ရှိရင်လှုပ်ပြီးသွားပြင်မယ်လေ အာ entertain ရတာရှိတယ်ပြီးတော့ hotel ပြန်ရောက်တဲ့အချိန်တိုင်းကျွန်တော်အိပ်ပြောသွားဘာမှမလုပ်နိုင်တော့အဲမနေ့မနေ့တော့ဟိုနည်းနည်းဟို energy ရှိတဲ့ရက်တွေဆိုလို့ရှိရင်တော့ဟို gin shop ဖြစ်တယ်ပေါ့လေတော့ဒါပေမဲ့အဲ့လိုလားအဲ့လိုကြောင့်လားမသိဘူးလူကအကျမ်းမာရတော့အလုံးလုံးဖြစ်တော့ဟိုမနေ့ကျင်အစော်ကြီးထားဆိုဆိုပြီးညကြတော့မခံနိုင်တော့အေးရပါဘော လှဲလိုက်တာနဲ့ဇလန်းတော့မကြည့်နိုင်တော့မနေရကြသူဇလန်းကြည့်မလို့ဟိုကြည့်နေရင်လည်းလူကမရတော့အဲ့နဲ့ပိတ်ပြီးအဲ့ပြောပါအဲ့လိုအဲ့လိုမျိုးပေါ့နော်ပြောပြောပြရပါလားကျုံလို့ဆိုတော့ Facebook အာတော့ သုံးတာတော့သုံးကြတာပေါ့เนาะဒါပေမဲ့တတိထားစေချင်တာလေးနည်းနည်းလေး highlight လုပ်တာပေါ့เนาะအလုံးနဲ့ပတ်သက်တာတွေတိတ်မတင်လေเนาะအဲဘယ်ကုမ္ပဏီကဘယ်လိုအလုပ်ခေါ်တယ်တို့လာစားဘယ်လောက်ရမယ်တို့ agent fee ရှိရပဲအဲ့လိုတွားမှတ်တယ်เนาะ Facebook ကမြင်ရအောင်အဲပြီးတော့အဲနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီတို့ပတ်စံနဲ့ပတ်သက်တဲ့ဟာတွေเนาะဟိုမထီးရလူတွေလည်းမထီးဘူးเนาะထီးရလူတွေကလည်း true sense နဲ့ထီးရအဲဒီဆရာကျွန်တော်ပြောရဲဆရာတော်မော်တင်ဆိုရင်ကျွန်တော်တို့ သူဆိုအလှလှုပ်ပေးနေတာဗောနော်အလှလှုပ်ပေးနေတာဆိုတော့သူကလည်းဟိုဟိုပွင့်လင်းမြင်သာရှိအောင်ဆိုပြီးတော့အလှဒီမှတ်တမ်းစင်းရင်ဗောပတ်စံဘလောက်ကုန်တဲ့တက်စီကဘလောက်ပါညာအဲ့ဒါလေးကိုဓာတ်ပုံရိုက်ပြီးတင်တာဟိုအဖြတ်ခံရတယ်နော်ဟိုဒါကဟိုသူတို့ရဲ့ဘာစတန်ဒတ်ညာစတန်ဒတ်နဲ့မညီပါဘူးလို့မကိုက်ပါဘူးလို့ဆိုပြီးတော့အဲ့လိုမျိုးနေဖြတ်ကြတယ်ဆိုတော့အဲ့ဒါလေးတွေကဟိုတတိဟိုထားလို့ရအောင်ဗောနော်အဲ့တော့အကောင့်မပြတ်သေးတဲ့သူတွေကလည်းမပြတ်ရအောင် နော်ကိုဟာလေးရှိတယ်ပေါ့နော်အဲ့တော့ကြိုးဟာတွေတော့ tips တွေတော့ရှိတယ်ဗျကျွန်တော်လည်းသိချာတော့မလေးလာသေးဘူးဟိုလေးလာဒီလေးလာပဲရှိသေးတယ်ဘရာလေးလေးလာပြည့်လဲကျွန်တော်အမြောက်ပေးပါမယ်အာအရင်နှုံးကတင်ထားတာတွေမှာအဲ့လိုမျိုးတွေညှိနိုင်လောက်တာတွေရှိရင်လည်းနည်းနည်းကြိုးပြီးတော့ဖြတ်နေဖြတ်ထားပါတော့သူကလည်းမျက်နှာတော့လိုက်တယ်ဗျနော်ဖြတ်ချင်တဲ့ဟိုဟိုဘယ်လိုပြောမလဲလူသုံးများလို့ကိုယ့်ရဲ့ post ကို လူတိများလာလို့ monetization လေးနည်းနည်းလေးပေးရတော့မယ်ဆိုရင်ပတ်စံမပေးချင်တာလေအဲ့တော့ပတ်စံလေးနည်းနည်းလေးရလာပြီဆိုရင်အဲ့ဒါထိပ်ပြီเนาะကျွန်တော်ဆိုရင် subscriber တွေလည်း share subscriber တွေလည်းအဲရလဲရရောအဲပြဿနာတွေတက်ရောเนาะအဲ့တော့ဟိုဒါလေးအဲစေနာနဲ့လာမျှဝေတာပါကျေးဇူးများအစ်တင်ပါတယ်အားလုံးအဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့